ကျွန်တော်ပေါင်းဝင်မိအိမ်ကိုပြန်ဖို့ဝေးကွာနေတဲ့မိနဲ့တွေ့ရဖို့ဝေးနေကြသေးတဲ့တော်လိုင်းကြီးညီကိုမွန်မတွေရဲ့ဂါလီတူပြန်နေမျှဝင်နေပဲနိညာရဲ့ဗီဒီယိုလေးကိုတတ်တင်လိုက်ပါတယ်เมเลดาลีมาเปลี่ยนเยผู้เม ยังม你，但ัง个对，但你也是听到，你打滚困了งไม่ต้องทักสมาเป็นที่เดินมาเป็นแม่เงี้ยเดียวไม่ยิงกูเนี่ยมา နာလောင်မင်းဆက်ပြီးတော့အပန်းဖြည့်ရှင်းတယ်ကြံရရှင်မြို့နန်းနေတေးရှင်းတယ်ကြာရည်ဖက်ထားခြင်းအမေကိုအလုံးမျိုးခမတော်မနဲ့ကိုလှုပ်ချင်တာလေကိုလှုပ်ချင်တာလှုပ်ချင်တဲ့လှုပ်တယ်ကိုယ်ဆက်ရရှိတဲ့တင်မီလောက်ခဲ့တဲ့အမအမလည်းမဆိုလိုပါဘူးကိုဖြစ်ရှင်တဲ့ကိုဝတနာကိုဒီပါတားရကြရတဲ့ မဖြစ်ချင်အောင်လုပ်ခဲ့တဲ့သူမိုင်းကိုအမေခုလိုပေးပါဆိုအဲ့လိုမျိုးအောက်မှချင်တယ်။အမေကိုအမေအရင်ချစ်တယ်ပြီးတော့မိကျမရဲ့ဖြူဆိုင်ပါဆက်ဆိုင်ရအောင်လဲဖြူဆိုင်ပါလို့ပြောချင်ပါပြီးတော့ဒီနေ့ကြလို့ရှိရင်ဒီနေ့သူအမေမေရုနဲ့အဲ့လိုမျိုးပြန်ဆုံး ပြန်ဆောင်သူ့မင်းရဲ့လေးကိုစောင့်နေပြပါဘူးဒီလိုပြောရှိမှာနမရမဂျင်နိုင်မို့တောင်းတဆောင်မဲ့တဲ့ရင်က green ရဲ့အမျိုးသားများကကိုရေးတဲ့ခင်အနေနဲ့တဲ့ရင်နဲ့ဆက်လက်မှတောင်းထဆောင်တော့အမေတဲ့ရင်ကဂျမရဲ့ကိူဆိုင်ရောနဂျမရဲ့ကိူဆိုင်ဆဆရဲ့ရကိုလည်းပြူဆိုင်အဝေးကနေပဲတောင်းပေးရမယ်အမေတို့ အရန်ချစ်တဲ့အရန်လည်းလားကျွန်တော်နာမည်ကတော့ဟွာအန်စာပေါ့နော်ဒီပြည်နယ်ပြီးသွားရင်ကျွန်တော် KNDF တရင်29မှာကျွန်တော်ပြန်ပြီးတော့တာဝန်ထမ်းဆောင်မယ်ရေဖို့တရားဖြစ်ပါတယ်ကျွန်တော်တို့ဘုရားဘာသာရဆိုရင်တော့မီးကိုပထမဆုံးတွေ့ရလို့ရှိရင်ကျွန်တော်ရင်ဆုံးကတော့ရှင်ပါတယ်ဘတော်ပြီးမှကျွန်တော်လုပ်ခဲ့တဲ့အရာတွေအတွက်လည်းတောင်းလဲတောင်းမဲ့ရှင်လဲအမေမိဘကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ ီစုဆက်ရှင်နဲ့ဆက်ရှင်နဲ့အတွက်ကြောင့်မလို့မိကိုတစ်ခါတော့တွေ့ရရင်လည်းကျွန်တော်ဟိုဘယ်လိုပြောမလဲပီတီအရင်ဖြစ်မိမှာပေါ့နော်မိကိုရှိတယ်လို့တော့ကျွန်တော်စိတ်ထဲရပဲပြောဘူးလေအပြင်ကတော့မပြောဘူးလေဟုတ်အဲကျွန်တော်အဲ့လိုပြောပြောခွင့်ရမယ်ဆိုတော့ပြောရှင်တာပေါ့ဒါပေမဲ့ကျွန်တော်တူတူလေးတော့မပြောတဲ့ဘူးကြည်ကြီးပြောချင်တာကျွန်တော်မိကိုရရှိတယ်အဲ့လေပြောချင်တယ်ကျွန်တော်နာမည်ကတော်လိုက်ရင်နာမည်က Michael 7ပါဒီသင်တန်းပြီးတော့ ပြန်တဲ့အခါကျမှတော့ထမ်းဆောင်လာပြန်။မင်းတော့ပြောရှင်းတော့အာချောင်းလိုက်ကလန်းကြမ်းတတဲ့အရန်ပြင်ပန်းတဲ့အချမ်းမရေကယူဆိုင်ရောဆိုင်ရကျေးဆိုင်မင်းရရန်ချစ်တဲ့ကျွန်တော်မင်းနဲ့ပြန်မဆုံးသေးမှအများကြီးပြောကျွန်တော်တို့လို့ရှိရင်လည်းဆိုတဲ့လုံမယ်ဆိုတဲ့တန်တေးတာစိတ်ပဲဖြစ်ပါတယ်။ဒီလိုလို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခံရုံးနဲ့ထပ်တွေးပါမယ်။လက်ရှိကြုံတွေ့နေရတဲ့တချို့သက်ခက်ခဲတွေကို ့ခင်ဗျားတို့ခေါင်းထဲမှာသိမထည့်ပါနဲ့ဒါလည်းတည်ငှားတာဖြစ်ပါတယ်တည်ငှားတာဖြစ်ပါတယ်ကဘီရက်တရားသူမိတနက်လေးနဲ့ဝါဘာမှဖြစ်တော့ပါလို့ဆိုဒကာကြီးတို့တွေတော်တော်ဒီဖြစ်ခဲ့လို့ကြာအခုတို့တို့မိရတယ်တူမိလေးရတယ်အခုတို့တို့ဖြစ်လာပေါ့နော်လလောက်တနက်တရားနဲ့နော်တင်ငါတာဖြစ်ပါတယ် ော်လန်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနေပဲကျွန်တော်ရဲ့ Go Jet Production Channel လေးကပြန်လည်ကြိုတင်လိုက်ပါရစေ။ဗီဒီယိုလေးတွေ reaction မလုပ်သွားပြီးကမှတော့ယနေ့ Master ရှေ့ရက်နေ့တနေ့နေ့ရညပိုင်းနေ့နောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကြောက်ဖြူမျိုးနယ်မှာတညဝရီရေတက်ဌာနချုပ်အနီးမှာတော့ဥကင်ကျွရသို့ဝင်ရောက်မြှို့ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကိုအာရခတ်တပ်တော် AA ကနေပြီးတိုက်ခိုက်ပြီးနောက်ပိုင်းစစ်ကောင်စီကတက်ပြန်ဆုတ်ခွာသွားပြီးဒရုန်းများဖြင့်အပြန်အလှန်၃ရေဒရုန်းတိုက်ပွဲဆင်နွှဲနေကြောင်းသိရှိရပါတယ်။ ။တကောင်စီစစ်ကြောင်းဟာမတ်လ6ရက်နေ့နံနက်ပိုင်းကနေပြီးတော့ဥကင်းကျွေးရကိုဝင်ရောက်လာခြင်းဖြစ်ပြီးရင်းစစ်ကြောင်းကို AA ကလာရောက်တိုက်ခိုက်သွားသည်ဟုလည်းတောက်ပြမျိုးကန်သတင်းတွေကဖော်ပြထားပါဗျ။ဥကင်းကျွေးရတိုက်ပွဲဟာတော့ပြင်းထန်နေတယ်။ရွာကို၄ချောင်းကနေအရင်ပစ်ပြီးဒီပြင်ကလည်းစစ်ကြောင်းဝင်လာတာ AA ကလာတိုက်တော့စစ်ကောင်စီဘက်က30လောက်တည်တယ်ကြားတယ်။လောင်းတွေကတော့ပုံနေပြီးထားခဲ့ပြီးပြန်ဆုတ်သွားတယ်။ဒါပေမဲ့အခုတော့ညဝရီကာကင်းတွေကို AA တိုက်နေပြီးနှစ်ဖက်စလုံးကဒရုန်းတွေနဲ့ချနေကြပြီးတော့ဒရုန်းစစ်ခင်းနေတာလို့ပဲဒေသခံတွေကပြောထားတာတွေ့ရှိရပါတယ်။ မြဝတီရေတဌာနချုပ်နဲ့၃မိုင်ခန့်အကွာမှာရှိတဲ့ဥကင်းရွာမှာတော့အင်ချီ180စက္ကန့်ရှိလို့သိရပါဗျ။မတ်ဆာ6ရက်နေ့နဲ့နက်ကစစ်ကောင်စီ၄ချောင်းတက်ခတ်မှုနဲ့မြေပြင်မှာလည်းမီးရှို့ဖြစ်စီသောကြောင့်နေအများစုကတော့မီးတောင်ပျက်စီးသွားပြီလို့သိရှိရပါဗျ။တိုက်ပွဲမှာတော့ဥကင်းရွာပြင်ကြက်တိန်ဟောင်းစီမော်ကုလားပါတောင် မြေရွာတို့တွင်လည်းဖြစ်ပွားနေပါတယ်။အေအေရဲ့ကြောက်ဖြူမှုသိမ့်တိုက်ပွဲဟာပုံမပြင်းထန်လာပြီလို့ဒေသခံတွေကပြောလာပါတယ်။မတ်လ9ရက်နေ့ကလည်းစစ်ကောင်စီကလေကြောင်းဝတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါရွာများမှာဒေသခံများကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ပြီးတော့ကြောက်ဖြူမျိုးပေါ်နဲ့အနီးပတ်ဝန်းကျင်ရွာတွေမျိုးတင်းရှောင်နေကြကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့အာနာသိန်းခေါင်းဆောင်နဲ့ရုရှားသမ္မတပူတင်တို့သဘောတူညီရဲ့စာချုပ်တွေဟာအမိုက်တေတာဖြစ်တယ်လို့ NUG ကထုတ်ပြန်လိုက်ပါတယ်။သူတို့တွေကလက်မှတ်ထိုးတာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဘာပဲဖြစ်ဖြစ်တရားမဝင်ပါဘူးကောင်စီနဲ့လက်မှတ်ထိုးတာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေပဲဖြစ်ဖြစ်ဘာပဲလှုပ်လှုပ်တရားမဝင်ပါဘူးပြည်သူအစိုးရအနေနဲ့အတိမတ်လုံးဝမပြူဘူးလို့လည်းဦးကျော်စောကပြောထားတာတွေ့ရှိရပါတယ်နျူကလ িয়ার တပေါင်းဖို့တိဆောက်ရေးဟာလက်တွေ့ကျကျပြောရင်တော့ဘာမှရေးရမရှိဘူးလို့ပဲမြင်ပါတယ်လော်ဘီတွေကတော့မဆားရဝါခမန်းတွေအကုန်လျှောက်ပြောနေတာပါလို့နေပြီးတော့စည်ရေးတည်င်းအမိကလည်းပြောထားတာတွေ့ရှိရပါတယ်အနာဒိစကောင်းဆောင်ဟာရုရှားကြီးစင်တွင်ချုပ်ဆိုခဲ့သောစာချုပ်များကို မျိုးသားညွေဆိုးရ NUG ကအတိမံပြုပဲတော်လိုင်းအောင်မြင်ပြီးချိန်မှာတော့ရင်းသဘောတူညီချက်စာချုပ်များမှာအမိုက်သာဖြစ်သွားမည်လို့ NUG မရာယုံကပြောရေးဆိုခွင့်ရှိသူဦးကျော်စောကတတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ကျွန်တော်တို့ NUG ဘိုးရင်ကလေးကပြည်သူလူထုကိုဒီဇိုင်းမမှတ်ပြောလာပါတယ်။တရားဝင်ကြေညာချက်တွေနဲ့ထုတ်ထားယူတာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်းတော်မင်းရောက်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီဟာတရားမဝင်အကြမ်းဖက်အုပ်စုတာဖြစ်တဲ့ဒါကြောင့်သူတို့နဲ့လက်မှတ်ထိုးတာ စီးပွားရေးငင်းညမြုံနံမှုတွေဘာပဲဖြစ်တရားမဝင်ဘူးပြည်သူစိုးရအနေနဲ့အတိမံပြူကျွန်တော်တို့တော်လိုင်းရေးအောင်မြင်ပြီးတဲ့အချိန်မှာဒီစာချုပ်တွေဟာရှင်းရှင်းပြောရရင်အကြမ်းဖက်စစ်ကောင်စီနဲ့ချုပ်ထားတဲ့စာချုပ်တွေဟာအမိုက်တွေပဲဖြစ်သွားမယ်ဆိုပြီးတက်ပြီးတတိပေးပြောကြလိုက်ပါတယ်။ဒါကရုရှားနဲ့မင်းအောင်လိုင်းချုပ်တာတွေပါဝင်ဖြစ်တယ်ဆိုတာလည်းအတီလင်းပြောကြခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ထားတာသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့အကိုတိုင်းရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ညောင်ခါရှိ H3 gate ကိုရခုံမမရှော့တိုက်တို့တုံးလို့ဖြင့်ပြစ်ခတ်တိုက်ခဲ့ကြကြောင်း ဝေါ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောင်ဝင်ရှိသူတွေကပြောထားတာတွေ့ရှိရပါတယ်။ဒါကတော့မစတာရှိရဲ့နေ့နက်နက်3နာရီခန့်မှာရန်ကုန်မော်လမြိုင်ဝေးပြည်နယ်ဝေါ်မြို့နယ်ရှိအကြမ်းဖက်စစ်တပ်ရဲ့ညောင်ကားရှိ HW ကိုကြော်လိုင်းရင်တပ်ဖွဲ့တွေကတရခုမမရှော့တိုက်တုံးသုံးလုံးပြင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့သခိုင်းတိုင်းစားလင်းကြီးမြို့ပေါ်မှာရှိတဲ့ကျမ်းပတ်စစ်တဲ့ထိုင်ချတက်ဆွဲထားတဲ့ရဲစခန်းနဲ့ ပေအိုယုံတွေကိုလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ကြောင်းချင်းတွင်ဒိုင်နမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ခေါင်းဆောင်ကိုပိုက်ကနေပြီးတော့ပြောထားတာတွေ့ရှိရပါတယ်။ဒါကတော့မနေ့ကနနက်10:00နာရီခန့်အချိန်မှာစားလင်းကြီးမြို့မှာရှိတဲ့ Jabber Stick ကောင်စီတပ်သားများအင်အား80ခန့်တဆွဲထားတဲ့ရဲစခန်းနဲ့ထွေအုပ်ယုံတို့ကိုတော်လိုင်းတပ်ဖွဲ့တွေက60မမနဲ့80မမလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတော့မှာတော့အရာဝတီတိုင်းမူဝင်မြို့နယ်ထဲမှာစစ်မှုထမ်းဖို့စရင်ပါတဲ့သူတွေကိုမတ်6ရက်နေ့ကအိမ်ထဲထိဝင်ဖမ်းသွားတယ်လို့ဒေသခံတွေကပြောထားတာတွေ့ရှိရပါတယ်။ ဘူမင်မျိုးကရက်ကွက်နဲ့အုတ်ချုပ်ရည်မှုတွေကစစ်မှုတန်းစင်းမှာပါတဲ့သူတွေကိုအတိပေးကြောင်းကြတာမရှိဘဲစစ်တပ်နဲ့ရဲကိုခေါ်ပြီးအိမ်ထဲထိဝင်ရောက်ဖမ်းသွားတယ်လို့ဒေသခံတွေပြောထားပါဗါးမူဝင်မျိုးအမှတ်၁ရက်ကွက်မှာ၁ရက်အမှတ်၉ရက်ကွက်မှာ၁ရက်အမှတ်၅ရက်ကွက်မှာ၃ရက်ညောင်ဝိုင်းကြီးရွာမှာ၂ရက်နဲ့အိုင်ဝိုင်းကြီးရွာက၂ရက်စုစုပေါင်း၉ရက်ကိုနေရင်တွင်းထိဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗါးဖမ်းဆီးခံရသူတွေဆွေမျိုးတော်ဆက်သူတဦးကတော့ မူဝင်မြို့မှာအိမ်ထဲကိုစစ်သားရဲနဲ့အုပ်ချုပ်ရေးဖွဲ့တွေနာမည်ခေါ်ပြီးဝင်လာတယ်။ပြီးတော့အိမ်ထဲကနေခေါ်သွားတဲ့မနက်မိုးလေးမှစစ်မှုထမ်းကိုပါလို့ဆိုတာသိရတယ်လို့ပြောထားတာတွေ့ရှိရပါတယ်။ရက်ွက်ကြီးရအုပ်ချုပ်ရေးမှုတွေဟာစစ်မှုထမ်းမပါချင်တဲ့သူတွေစီကလိုင်းကြီးပုံစံမျိုးနဲ့စစ်မှုထမ်းထောက်ပံ့ကြီးမိသားစုတစုကိုကြက်ငွေ3000ကနေ5000ထိကောင်းယူနေကြတယ်လို့လည်းမူဝင်မြို့ကနေကပြောထားတာတွေ့ရပါတယ်။မူဝင်မြို့ပေါ်မှာရက်ွက်12ခုနဲ့ကြီးရအုပ်စု88အုပ်စုရှိပြီးစစ်တပ်ဟာလူဝင်အားတောင်းခံရန်အစတင်သင့်ပေးနိုင်အောင် အုပ်ချုပ်ရေးမှုတွေကလူငယ်တွေကိုစီးရင်ပြုလုပ်ထားတယ်လို့အုပ်ချုပ်ရေးပိုင်းနဲ့နှီးဆက်တဲ့သူတွေကလည်းပြောပါတယ်ပြီးခဲ့တဲ့မတ်စတာနေ့ရက်နေ့ကလည်းအမှန်9ရက်ကမှလင်မယားချင်းစကားများခဲ့တဲ့အိမ်တော်ဦးသည့်မျိုးသားဖြစ်သူကိုရဲတွေကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်စစ်မှုထမ်းနဲ့ထိလိုက်တယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။တို့လို့ရှိရင်လည်းဆိုတဲ့လုံမယ်ဆိုတဲ့အတန်တည်းတာစိတ်ပဲဖြစ်ပါတယ်။ဒီလိုရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခံရုံးနဲ့ထပ်တွေ့ပါမယ်။တရှိကြုံတွေ့နေရတဲ့တချို့သက်ခက်ခဲတွေကိုခံရုံးကိုခေါင်းထဲမှာသိမထည့်ပါနဲ့။ဒါလည်းတည်ငှတာဖြစ်ပါတယ်။ ကဲတော်လိုင်းကြီးတက်တည်နေပြီဒီရက်တွေကတော့မင်းအောင်လိုင်းကပြလိုက်ပါတယ်ခေါင်းလေးကိုမထင်နဲ့တည်င်ကတာဖြစ်ပါတယ်တဲ့ကဲမင်းအောင်လိုင်းကဒီလိုမျိုးမျိုးတွေကိုတိတ်ခန့်နေရတော့တရင်ကဖြစ်ပါတယ်ဆိုပြီးတော့ခေါင်းထဲမထက်ပါနဲ့ပြောနေဆိုရဲမင်းတို့စစ်ခွေးတွေအနေနဲ့မင်းအောင်လိုင်းကိုကာဝင်နေတဲ့မင်းတို့စစ်ခွေးတွေကိုတော့မင်းအောင်လိုင်းအနေနဲ့ခေါင်းထဲကိုမရှိရတော့ပေါ်နေနေဖြစ်ပါတယ်။ကဲဘာပဲပြောမင်းအောင်လိုင်းကတော့မျိုးတွေဘလောက်တိတ်တိတ်ကျူးကျူးခေါ့ကိုမသိမ့်သေးရဲ့ကတော့ဒါဟာတရင်ကဖြစ်တဲ့ခေါင်းထဲမထည့်ဘူးလို့ပြောနေမှာပါပဲ။ မရောက်နိုင်ရဲ့အပြောလေးကိုလည်းမရောက်နိုင်ခေါင်းထဲမထည့်ပြင်မဲ့လဲအောက်ကပေါက်ကတုံးလိုခင်ဗျားမှာတော့ခေါင်းထဲထည့်လုံးအကြည့်လို့ဘာတွေပြောလဲဆိုတော့နောက်ကပီလေးမှာဆက်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အပေါ်ကနေပြီးတော့ AI အေးကြောင့်မိုးစိမ်းပေါင်းလို့နေနေမှာအောက်မှာဘောမနေတဲ့ကောင်တွေကဘောပီလို့ရှာထွက်ပြီးမျက်လုံးပြူးနေတာကိုတွေ့နေမှာပါအဲကျိုးဆိုတာပေါ့ဗျာအစ PDF တွေကသူမီးတနက်လေးနဲ့ပါဘာမှဖြစ်တော့ပါဘူးဆိုဒီကကြီးတို့တွေတော်တော်ဖြစ်ခဲ့လို့ဗျာ အခုတို့တို့မိရလေတူမိလေးရတယ်အခုတို့တို့တို့ဖြစ်တာပေါ့နော်လလောက်တတ်တရားနေနော်ဒါဥစဉ်တော့ဒီထောက်ကိုပြောတာပါဗျာနော်ဒီထောက် PDF ဒီတို့တို့ရွာထဲမှာတဲ့ခါမှာတို့တို့တပြောဟာကြိုးဆိုတာတွေပေါ့လောက်ကြတယ်ပေါ့ဗျာလောက်ကြတယ်ပေါ့နော်အဲ့တော့ဒီရဲ့ PDF တွေကိုရွာစီရွာသားရဲ့ကြိုးဆိုလို့ဆိုပြီးပေါ့ကတော့လောင်းနေတာဖြစ်ပါတယ်တို့ကြောကြိုးဆိုဘူးလေမင်းတို့သွားကြည့်ပါလားရွာထဲမှာမင်းတို့ခေါင်းတော့ပါလာမှာမဟုတ်ဘူးဆိုတော့ဟိုဘက်မှာလေဥစဉ်တို့တရေဦးလေးကြောင်းရံတက်ကိုဒီ PDF တွေဝင်လုံးပြီးဖြစ်သွားတယ် မိစားလေးတေးသေးလေးပါဒီမိစားလေးနဲ့တော့ဘာမှဖြစ်နိုင်လောက်ပါဘူးဆိုလို့ပုံစံမျိုးပြောလို့မရအောင်အကုန်လုံးမိခုပါလို့ရှိရမလိုပါထိုင်ဒါမျိုးလေးအစ PDF တွေကဒူမီတနက်လေးနဲ့ပါဘာမှဖြစ်တော့ပါဆိုဒီကကြီးလို့လေးဒလို့ဒီဖြစ်ခဲ့လို့ဗျာအခုဒူဒူမီရတယ်ဒူမီလေးရတယ်အခုဒလို့ဒလို့ဖြစ်လာပါတော့လလောက်တနက်တွေရတယ်နော်ဒါဥစဉ်တော့တတိထောက်ကိုပြောတာပါဗျာနော်တတိထောက်ကိုပြောတာပါအကျန့်ဖက်ကိုအားပေးတယ်အကျန့်ဖက်ကိုထောက်ခံတယ်ပြောရတယ်အမှန်တမ်းဟာအကျန့်ဖက်ထောက်ခံတယ်နောက်နော်ဒါအကုန်လုံးကအကျန့်ဖက်ပဲ လျော်လုံးအကျန့်ဖက်ပဲ။ကဲဘောကလုံးမင်းပြောမှာပဲမင်းတို့ဘောမာတွေနဲ့စစ်ခွေးတွေကလွဲပြီးရင်တကယ်တိုင်းနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကတော့အကျန့်ဖက်တယ်ဖြစ်ကုန်ပြီ။လျော်လုံးအကျန့်ဖက်ပဲ။အကျန့်ဖက်ကိုထောက်ပံ့တယ်လျော်လုံးအကျန့်ဖက်တယ်ဦးစင်းတော့လားတုံးတက်ခြင်းနဲ့။နော်။ဦးစင်းတော့နိုင်ငံတော်နတ်သက်ကတောင်ရှိပုဂ္ဂိုလ်တွေတိုက်မှုနေရတော့ဘလို့တုံးတက်မလို့တော့ဦးစင်းတော့ကတော့မပြောတတ်ဘူး။သူတို့ကတော့တုံးတက်ထားတယ်တနိုင်ငံလုံးအကျန်းဖတ်တယ်သူတို့ကိုအကျန်းဖတ်ခံနေရတာသူတို့တွေနှိမ့်ဆက်ခံနေရတာသူတို့တွေဖိနှိပ်ခံနေရတယ်တဲ့ဘယ်လိုလဲ နော်အဲ့ဒီရွာတွေတရေဦးနဲ့နီးတဲ့ရွာတွေလင်းငွေနေပလေးတဲ့ကြောက်နော်ဒီဦးစင်းတို့တွားရနေရတဲ့အားလုံးဆိုလို့ရှိရင်ဒီတရားတွေဒီတရေဦးကနေပဲဦးစင်းတို့လင်းနေဒါမိတ်ကြီးလာလေကြောက်ရတရေဦးတို့ကနေပဲဒီဦးစင်းတို့နောက်ဘဲဘဲပဲအကုန်လုံးတွားရလာတာများတယ်အဲ့တော့တတိထားစေချင်လို့ဦးစင်းကပြောတာနာသာကတောင်ရှိပုံကပဲမန်လေးတိုင်းတိုင်းမွေးဒီရွာတွေဒီရွာတွေကိုဂယုစိုက်ဖို့တတိထားဖို့ပောင်းဝင်းကျင်ကိုခုနှစ်မိုင်ရှင်းမိုင်ပဲဝေးတယ်မနေ့က PDF ကျိုးစိုးပဲလုတ်ပါတယ်ဟိုဘက်ရောက်ကတိတ်နေရလူတယ်နော် တဲ့တိတ်နေရလူလေမြင်ငူမြင်ငူပေါ့နော်မြင်ငူကတိတ်နေရလူလေဟာဥစဉ်တော့ခိုင်လုံးနဲ့တိကြတဲ့တည်င်းကိုဥစဉ်ကဲ PDF တွေကနေပြီးတော့ရွာကိုပြန်လာတဲ့ခါမှာ PDF လူငယ်တွေကိုရွာကလူတွေကနေပြီးတော့တိတ်နေရလူတဲ့ခါမှာပေါကတုံးကသူတို့ကမပေးလို့ဆိုပြီးတော့ပေါကွဲနေဖြစ်ပါတယ်သူတို့ပြူစော်တိရဲ့ခမာမှာတော့အဲစားရဲ့စီရဲ့ဝင်မြင်ရတာ6လောက်လောက်ဖြစ်နေတဲ့သခိုင်းတိုင်းထဲမှာတော်လိုင်းတက်တွေဝင်လာတာကိုတိတ်နေရလူတဲ့ဆိုတော့သူတို့ကြောင့်မကြွေးပဲနဲ့အခုတော်လိုင်းတက်တွေကိုလူလို့ဆိုပြီးပေါကတုံးတကောင်လောင်ကျွမ်းနေတာကိုမြင်နေမှာဖြစ်ပါတယ်သိကြပါတယ်မင်းတို့ဘုံမာတွေကတော့နေ့စဉ်အများလောင်ကျွမ်းမှုတွေနဲ့ပဲတွားနေမှာပါဒီလိုကရရှိထားခြင်းဖြစ်တယ် ဒီတဲ့င်းကိုဒေဒဥမှာတာဝန်ကျနေတဲ့လူကြီးမိန်းမလေးရရှိမယ်လို့ပြီးပါတယ်ထင်ပါတယ်ပေါ့နော်လူကြီးတွေကိုလည်းဥစဉ်တွေကိုပို့တဲ့သူကလူကြီးတွေကိုလည်းတပြီးတော့တင်ပြထားပါတယ်ခင်ဗျာတဲ့တကယ်လို့လူကြီးတွေကတိကျကျမေးလို့ရှိရင်တပြီးတော့ဟိုတာပြောလိုက်ပါတဲ့နော်ဒါဒါဥစဉ်တို့ဒေဒဥဘက်မှာဖြစ်တဲ့တဲ့င်းပေါ့နော်နောက်တစ်ခုကဥစဉ်တို့ကမ္ဘာအမွေနေဖြစ်တဲ့မင်းကွန်းမင်းကွန်းမှာနော်မင်းကွယ်ဆိုလို့ရှိရင်မနေ့ကဆိုလို့ရှိရင်လည်းဒါမင်းကွယ်နေ့နေ့ရက်ဖြစ်နေတယ်အခုဆိုလို့ရှိရင်မင်းကွယ်ကတောင်ရွာနဲ့မြောက်ရွာရှိတယ်စိတ်ကန်းက အဲ့တောင်းရွာဘက်ကစိတ်ကဆိုလို့ရှိရင် PDF ကိလို့ဖြစ်သွားပြီမနေ့ကဆိုလို့ရှိရင်ဒီ PDF တွေကဒီစိတ်ကမင်းတို့အဘပိုင်ရနေရဘယ်နေရာရှိသေးလဲနေလာတဲ့မန္တလေးဘက်ကနေလာပြန်လာလို့စစ်ဆေးတယ်မင်းမြန်တယ်အကုန်လုံးစစ်တယ်နော်ထမ်းစီကတော့မရှိသေးဘူးဒါမှလည်းအကုန်လုံးစစ်ဆေးတယ်စစ်ဆေးတော့ဒီခွန်ခွန်ရဲရှိရတွင်ဒီရွာကနေထွက်ပေးကြပါတဲ့ခွန်ရဲရှိတွင်ဒီရွာကနေရှောင်ပေးကြပါလေရှောင်ပေးကြဘာဖြစ်လို့လဲ မကြခင်မှာဒီမှာမင်းကွေးဟိုလူတို့တွေစပွဲစတော့မှာမဟုတ်ဘူးစပွဲလုံးတော့မှာမဟုတ်ကြောက်ပါတဲ့အဲ့တော့မင်းကွေးရွာမှာနေ့စဉ်နဲ့အမြတိုက်ပွဲတွေဖြစ်နေတယ်မနေ့ကဆိုလို့ရှိရင်မင်းကွေးရဲ့ဒီဖျားလေးတွေမှာဆိုသူဘက်ကလက်နဲ့ကြီးနဲ့ပြစ်ချိုက်တဲ့အတွက်ကြောင့်တော်တော်ကြီးခွန့်ဝင်သွားတယ်ဖျားလေးကဖျားလေးဘက်က PDF တွေပြက်တဲ့လက်နဲ့ကြီးကြောင့်อืมဟုတ်တယ်မင်းတို့ PDF တွေပဲလက်နဲ့ကြီးရှိတာမင်းတို့စစ်တပ်ကလက်နဲ့ကြီးမရှိဘူးတနာဘူတော်ကောင်းနေနော်အဲ့တော့မင်းကွေးတဝိုက်မှာဆိုရင် PDF တွေရှိတဲ့ရွာကိုလူကြီးတွေကမတူးလားဆိုတော့သိတာ သိကြတယ်ဘေးရိုက်တွေဘယ်ဘာမှာရှိတယ်ဘယ်နေရာမှာနေရယ်ဆိုတာလည်းအကုန်လုံးသိကြတာပဲဘာကြောင့်မချင်းတာလဲဘာကြောင့်မလုပ်တာလဲတန်နေရဦးသိန်းတို့ကငွေကုန်ပြန်ခေါ်မလို့ဖြစ်နေအဲအဲ့ဒီဒေတာမှာကတော့ PDF တွေဘယ်ဒေတာမှာဘယ်နေမြို့မှာဘယ်ရွာတွေမှာရှိတယ်ဆိုတာသိတာဖြစ်တဲ့အတွက်စစ်ကြောင်းထုတ်တဲ့ခါကျရင် PDF တွေရှောင်ပြီးစစ်ကြောင်းထုတ်နေရောတွေ့ရတာလည်းစစ်တေကစစ်ကောင်စီရဲ့အကြောက်တရားပါပဲဒီခွေးတွေဘယ်လောက်ထိကြောက်လဲဆိုရင်စစ်ကြောင်းထုတ်တဲ့အခါမှာရွာသားတွေပဲရှိတယ်ရွာတွေကစစ်ကြောင်းထုတ်ပြီးရွာတွေကအိမ်တွေကိုမိတွေရှို့ရွာသားတွေကိုအတင်းမှာဖမ်းဆီးတာရဲ့လုံနေပြီမဲ့လဲ အကယ် PDF တွေအင်ဂျီအာဂျီအင်တိုက်အားတိုက်ရှိတဲ့ရွာကြီးတွေကိုတော့ရှောင်ကွင်းပြီးတော့တွားနေတယ်ဆိုပြီးတော့ဘောမအပေါင်းကြီးရွာကလူတွေပြောထားတွေ့ရှိရပါတယ်သူတို့အနေနဲ့မနေ့ဖက်မှာသတင်းပို့ပါတယ်ဒီဘက်ရွာမှာ PDF တွေအဖွဲ့တကြီးရောက်နေပါတယ်သူသတင်းပို့တဲ့အခါမှာစစ်တပ်ကလာတဲ့အခါမှာအဲ့ဒီရွာကိုရှောင်ပြီးတွားတာတွေ့တဲ့အတွက်ဘောမတွေကအံ့ဩမှင်တက်နေတဲ့နေသားတစ်ခုကလည်းတကယ်ကိုလက်တွေမှာတွေ့နေရတာဖြစ်ပါတယ်ဒါကိုကြည်ချင်းအပြင်စစ်တပ်ရဲ့စစ်ကြောင်းတွေကဘယ်လိုတွားနေလဲဆိုရင်တော့ပြည်သူတွေကိုပဲအဓိကထိုးစစ်ဆင်နေတာကိုတွေ့နေပါတယ်လည်းခွင့်ပြတော့မဖြစ်ဘူး ။တိုင်မူကြီးနဲ့တိုင်မူကြီးလည်းဥစရာပြောပါတယ်။တိုင်မူကြီးတလို့တလို့ရှိတယ်။ဒါသခိုင်းတိုင်မူကြီးဆိုလို့ရှိရင်လည်းဒါအခါလေကိုနဲ့သကားပြောရလို့ဟာတိုင်းမှုမဟုတ်ရလားဟာလို့တိုင်းမှုတော်တော်များများလေဖေကောင်းကခက်ကြဲကြဲလေဗျာအခါလေကိုကပြောလို့ရှိရင်သူတို့တွေကအလုံးလျှော့တယ်ဗျာလျှော့တယ်ဆိုတော့မင်းတို့တိုင်းမှုတွေအောက်ကိုစင်ပေါကတော့တိုင်းမှုခန့်ဟုတ်လားဖေကောင်းကခက်ကြဲကြဲအဲ့တော့ကိုနဲ့သကားပြောဟာတိုင်းမှုမဟုတ်ရလားဆိုတော့ခါတန်ရဲ့ဖြစ်မိတာပေါ့အလုံးရမ်းများနေတယ်ဒါပေမဲ့ဒီသတင်းတော့မပြတ်ပါဘူးဖြစ်ပြပါတယ်အဲဆိုတော့ဒီဒီ ဘူချုပ်ကြီးမင်းအောင်လိုင်းနဲ့တွေ့တာကျွတ်မင်းလို့ကျွန်တော်တို့နားလည်တာပဲကျွတ်မင်းနဲ့တွေ့တယ်ပေါ့ကျွတ်မင်းနဲ့တွေ့တယ်ဆိုတော့ဘူချုပ်ကြီးမင်းအောင်လိုင်းအောင်ဟာကျွတ်မင်းလားကြောင်မင်းလားပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့လည်းမစဉ်းစားမိတယ်ဆိုတော့ဥစားကျွန်တော်တို့ခစ်တုန်းကတော့တရားလေးစေးရုံဆိုတာမျိုးကျွန်တော်တို့ပြောကြတာရှိတယ်တဘောကပြောချင်တာဒီဘက်ခစ်မှာတော့စေးရုံကခုစေးရုံသွားတာပေါ့အဲ့လိုမျိုးသွားချင်းသွားပြီးတမ်းပြီးတတိယမိတယ်အဲ့ဒါမျိုးတွေတော့ရှိတယ်နောက်တစ်ခုကတော့ဒီဝရက်လည်း အပေါင်းပါနေပဲဆိုတာပုံမှန်သွားတာပေါ့နော်။နောက်ပြီးတော့ကျွန်တော်တို့အများအန်ပြောနေတဲ့ចောင်းတော်ကြီး DSC DSC ကထုတ်တဲ့ product ပေါ့ဗျာ။ DSC ကထုတ်တဲ့ထုတ်ကုန်ကဒီလောက်အဆင့်တန်းရှိသလားပေါ့။ဒေါ်စင်ရဲ့သား။အင်းအဲ့တော့စိတ်အခြေအနေတော့အကြီးအကျယ်ပြန်ဆင်ရမယ့်အနေအထားတခုလို့ကျွန်တော်ကတော့အဲ့လိုပဲထင်တယ်။အဲ့တော့ပြန်ကြည့်ရအောင်။သူပါပြောသွားတယ်ပြန်ထားမှကြည့်ရအောင်။ဒီကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ကတော့မှအမြင်ရှိတဲ့ကျွမင်းရအမြင်စည်းဥတွေကိုပြူပြီးတော့ဘုရားရှင်ကိုစက္ကတ်ထူလန်းတဲ့အခါမှာ ဘုရားရှင်ကပြုံးတော်မူခဲ့ပါတယ်လို့ပြောပါတယ်ပြုံးတဲ့တဲ့ကြောင့်ပြီးတဲ့ခါမှာမြတ်စွာဘုရားကပြန်ပြောပြီးတော့ကျွမ်းမင်းကဘုရားတတရာတကယ်နှစ်ထောင်နှစ်ကျော်တဲ့ခါမှာပါပမင်းတို့တက်မှာတိုးဆောင်လူမျိုး၁၂မျိုးနဲ့မှာရုရှားလူမျိုးရဲ့အေဂရမင်းဖြစ်လာပြီလို့ပြောပါတယ်လက်နဲ့အတက်ပညာမှာတစ်ဖက်ကန်းတက်ပြီးတော့မှအတုမရှိတဲ့လက်နဲ့ဝိဇာအေဂရတဘာဖြစ်ပြီးမြန်မာဘရင်မြင်းမြတ်တို့နဲ့ချစ်ချစ်ရင်းနေတဲ့မဟာမေစီတွေဖြစ်လာမယ်လို့ဗျာဒီစကားပြောခဲ့အခုမြန်မာဘရင်ကာလမှာကျွန်တော်တို့နှစ်နိုင်ငံမှာမြော်မြော်ချစ်ချစ်ရင်းနေတဲ့မေစီနိုင်ငံတွေဖြစ်ကြပါတယ်ဟုတ်ကုနာကုနာကိုကျော်က ဟိုကနားနားကလောနေတယ်ပြောသွားတယ်အဲ့ဒီဂျာလေးဒေါ်လာတွေပါတော့ပေါ့နော်အမှန်မှန်တော့အခုမှကျွန်တော်ပြန်ပြီးအသက်အစမ်းပြက်လို့တကယ်ပြန်လေ့လာကြည့်မယ်ဆိုရင်အဲ့လိုဟာမျိုးကို1950ဝန်းကျင်မှာဥနုအစိုးရတို့ကနေပြီးတော့ yes return in my sister အဲ့တော့ဆိုဗီယက်အဲ့တော့ဆိုဗီယက် union ပေါ့ဗျာတကယ်မဟာအင်အားကြီးနိုင်ငံပေါ့ဆိုတော့အားလုံးလည်းကြောက်ရတယ်အကူအညီတွေလည်းအဲ့မှာလာနေတယ်ဆိုဗီယက်ပြည်တော်စုကနေပေးတဲ့အကူအညီတွေလည်းမြန်မာဆက်ရနေတဲ့ကာလအဲ့လိုကာလမှာအဲ့ဒီကဘုနာပေးတဲ့အဲ့ကြောင်မင်းကြွမင်းကိစ္စပဲအဲ့ဒါကြီးကို အဲ့ဒါကိုဒီကမြန်မာကနေလောက်ကြံလီစေပြီးတော့ရေးခိုင်းပြီးတော့တဘောကတော့အဲ့တုန်းကလာလေတဲ့ဆိုပြီးရဲကောင်းဆောင်တွေသူဂျင်းထဲတာအာဂျင်းထဲအဲ့ဒါကိုတစ်ခုပြန်သုံးပြီးတော့သူကတောင်ပြန်လုပ်ဂျင်းထဲတဲ့ဂျင်းထဲတဲ့ဒါပဲတကယ်တော့ဗျာဒိတ်ဆိုတဲ့စကလုံးကတော့ကျွန်တော်တို့ငငယ်တုန်းကကိုရင်ဘွားကမှတင်ခဲ့ရဘူးတာရှိတယ်။ဒါကတော့ဗျာဒိတ်ဆိုတာမြတ်စွာဘုရားကနောင်ဖြစ်လာလက်တန်းကပ္ပတွေမှာဟိုဘသူကဘာဖြစ်မယ်ဆိုပြီးတော့ဘာဖြစ်နိုင်တယ်ဆိုတော့ဟောကိန်းတွေထုတ်ခဲ့တဲ့ဟာကို ဆိုလိုတာပေါ့လေဆိုတော့အခုကတော့ तू ကဒီရုရှားမှာဒီချိန်မှာပေါ်လာမဲ့ဘီရင်တပားကိုလာမြန်မာဘီရင်ကလာတွေ့တယ်ဆိုတော့အရင်တော့အခုလူမှုကွန်ရက်ပေါ်မှာနောက်နေတယ်လို့ပဲအရင်တော့သမရယူယူနေတာအခုကတော့ဘီရင်ယူပါယူတယ်ဆိုတဲ့ပုံစံမျိုးတိပြောလာတာလေကြုံရတာပေါ့လေဒီချိန်နေကြောင်းပေါ့ကြွမင်းနဲ့ကြောင်းမင်းပေါ့ဆိုတော့ဒီခီးစဉ်ကပြောမယ်ဆိုလို့ရှိရင်လာဒီနိုင်ငံတကာဒီမိုကရေစီနိုင်ငံတွေကပြစ်ပယ်ထားတဲ့တန်ခတ်ထားတဲ့ဒီအာဏာရှင်တယောက်ပေါ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာ ူတက်တော့ဒီလိုဖိတ်ခေါ်ခံရတယ်ဒီလိုတွေးဆောင်ဝင်ရတယ်ဆိုတဲ့ဟာကတော့သူတက်အမျက်ပေါ့ဒီခီးစဉ်မျိုးသွားရဆိုအမျက်လို့သူကတော့ယူဆမှာသိကြပါတယ်ဆိုတော့ဒီပေါ်မှာရောကွန်ဆော့အမြင်ဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ရုရှားမြန်မာဆက်ဆံရေးအခုမှစတာမဟုတ်ဘူး85နှစ်ကျော်ခဲ့ပြီဥနုခေတ်တည်းကစခဲ့တာအဲတော့ခရူရှက်လာခဲ့တာတွေရှိတယ်မြန်မာနိုင်ငံကအကူအညီတွေပေးခဲ့တာရှိတယ် RND လို့ကျွန်တော်တို့သိခဲ့တဲ့ဒီတက်ကတူစောက်ပေးခဲ့တာတွေပြီးတော့တောင်ကြီးမှာဆေးရုံစောက်ပေးခဲ့တာတွေအဲ့ဒါမျိုးတွေပေါ့နော်ပြီးတော့ကျွန်တော်တို့အခုတရှိနေခဲ့တဲ့ Inlay Hotel ကြီးကိုစောက်ပေးခဲ့တာဒါရုရှားကူညီနဲ့ဆိုအဲ့ဒီကတော့ Soviet Union ပေါ့နော်အဲ့ Soviet Union ကနေပြီးတော့ဆိုအဲ့ Soviet Union ကနေစောက်ပေးခဲ့တာတွေပေါ့အဲ့ဒီကဆက်ဆံရေးတွေကအတော်ကောင်းခဲ့ပါတယ်နောက်ပိုင်းမှာတော့ဆက်ဆံရေးပို့ပြီးတော့ဆက်ဆံရေးနောက်ပိုင်းတော့ပို့ပြီးတော့ကျဲသွားတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့အခုဟလာဒါပေမဲ့အခုနောက်ပိုင်းမှာဆက်ဆံရေးအတင်းပြန်ကောင်းအောင်ဟလာသူတို့ဖြင့်အာနာသိမ့်ပြီးနောက်ပိုင်းမှာအဒီဘက်က စစ်ကောင်စီဘက်ကလည်းအကြီးအကျယ်စ조사ခဲ့တာတွေ့ရတယ်ဆိုဒီနေ့ဒီချိန်မှာတော့အပြိုကြီးမရောက်လိုက်ကိုရင်စစ်ကောင်စီကောင်းဆောင်ကိုရင်ဟလာ G2G level အနေနဲ့ရုရှားကောင်းဆောင်တမနာပူတင်နဲ့တွေ့ဆုံခွင့်ရခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့တွေ့တာတော့ဆက်ဆံရေးတိုးမြင့်မြဲကုန်သွယ်ရေးစီးပွားရေးကာကွယ်ရေးသိပ္ပံနဲ့နှိပညာလျက်စစ်စွမ်းအားစက်မှုနဲ့စွမ်းရအကုန်ပါတယ် MOU ထိုးခဲ့တာပေါ့ဒါပေမဲ့ဒါတွေကဒီလိုပါပဲကောင်းဆောင်တွေသွားတဲ့အခါမှာဒီလိုမျိုးတွေပြောကြတယ်ဆွေးနွေးကြတယ်အမှုတွေထိုးကြတယ်ဒါပေမဲ့တကယ်လက်တွေ့ဘာတွေဖြစ်လာမလဲဆိုတော့အချက်ပြန်ပြီးဆောင်ကြည့်မှာပေါ့နော်နောက်တစ်ခုကတော့မြန်မာနိုင်ငံကို အာရှပစ်စပိတ်ဒေသမှာအရေးကြီးတဲ့နိုင်ငံတစ်ခုအနေနဲ့မြင်နေဆိုပြီးတော့ရုရှားဝန်ကြီးချုပ်ကလည်းပြောသွားတာမျိုးရှိပါတယ်။အဲဒီစနေဘွေတစ်ခုမှာနောက်တရားတော့အဲဒါတရားတော့ထူကြတယ်။ဒါအပြင်မဟာပြူဟာမြောက်တဲ့ပူပေါင်းဆောင်ရွက်မှုတွေလုပ်မယ်လို့ပြောတယ်။အဲဒီမှာအချက်နှစ်ချက်သွားတဲ့နံပါတ်၁ချက်ကတော့နျူကလ িয়ার ဆက်ယုံအသေးလေးတစ်ခုစောင့်ဖို့ကိစ္စဖြစ်ပါတယ်။နောက်တစ်ခုကတော့တဝဲစီးပွားရေးစုံပေါ့နော်။ဒီဒီရေနံချက်ဆက်ယုံဒါတရားလည်းရုရှားလာပြီးတော့စာပေးလုပ်ပြီးသွားပြီး MOU လည်းထိုးပြီးသွားပြီးဒါပေမဲ့ဒါတကယ်ဖြစ်လာမှာလား။ဟိုကလည်းတေချာ investment လုပ်မှာလား။ ဆိုတော့တော့မသေးကြသေးပါဘူး nuclear ဆက်ရုပ်ကိစ္စဆိုလို့ရှိရင်နှစ်ပေါင်းများစွာမြန်မာနဲ့နာမည်ထွက်ခဲ့ပြီးသားပဲဖြစ်တယ်ဒါပေမဲ့လက်တွေ့မှာတော့အကောင့်ထဲမှာပေါ်နိုင်ဘူးကြာပါပြီဒါတွေကအရင်တော့ပြောရမယ်ဆိုရင်တော့ဖတ်ဆက်ပါလာအစောလက်ထက်ကတည်းကအဲတုန်းကဟလာရှိခဲ့တဲ့ဝင်းညူကြောင်ငိမ့်တို့အုပ်စုကနေအဲ့ချင်းနေပြီးတော့စပြီးစိတ်ဝင်စားခဲ့တဲ့ကိစ္စဖြစ်ပါတယ်မြန်မာနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆက်မှုနိုင်ငံပြောင်းလုပ်မယ်ဆိုတဲ့အတွေးအခေါ်နဲ့လုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတွေကစားခဲ့တဲ့စီမံကိန်းကြီးဒီဒီနေ့ဒီအချိန်ကြီးဘာမှဖြစ်တာကိုကျွန်တော်တို့မတွေ့ရသေးဘူးမြန်မာနိုင်ငံမှာဒီနေ့ဒီမီးတော့ဘုံမပေးနိုင်သေးဘူးအဲ့တော့ဒီတက်ပို့ပြီးတော့ လားဈေးဈေးနဲ့တဲ့ solar စနစ်ကို solar system ကိုအောင်မှအခုချိန်ထိအခုစစ်ကောင်စီကသူတေချာအကောင့်ထဲမဖော်နိုင်သေးဘူးဟုတ်တယ်မလားဆိုတော့ဒီ nuclear ဆိုတာတော့အ ਨੇ ဆုံးဒီစိတ်ဝင်အသေးလေးတစ်ခုစောင့်မယ်ဆိုတော့မှအနည်းပညာတွေအများကြီးလိုတယ်အ ਨੇ ဆုံး9ဘီလီယံနဲ့10ဘီလီယံလောက်လိုလိမ့်မယ်ဟုတ်လားပြီးတော့10နှစ်လောက်ကြာမယ်အဲ့ဒီအချိန်မှာညီမနိုင်ငံပေါင်နေမဲမဲနဲ့မှနေရမှာလားဆိုတဲ့ကိစ္စတွေပေါ့နော်ဒီကြားထဲမှာဒီလိုကာလတွေမှာပဲနာဝတာနာဝတာနာဝတာနာဖတ် solar system မှာပါတယ်ဖြစ်ခဲ့တယ်လဲဆိုတော့ရုရှားနဲ့ဒီကိစ္စတွေရှိတယ် တစ်ချိန်တည်းမှာပဲမြောက်ကိုရီးယားနဲ့အဆက်အသွယ်ရှိခဲ့တယ်။ဒီနျူကလ িয়ার ဆက်ရုံကဟလာတခြားမတမာတဲ့စစ်ရေးရအကြံစီတွေရှိနေသလားဆိုတာမျိုးကိုလည်းမေးခွန်းထုတ်ခဲ့တာရှိခဲ့ဖြစ်ပါတယ်။ရုရှားမြန်မာဆက်ဆံရေးဟလာဒီပြရိတ်ဒေါ်လာအရဆိုပြီးဒီပြောခဲ့တဲ့ဒီမြန်မာစစ်ကောင်းဆောင်ကိုတိုင်ကမြန်မာနိုင်ငံထဲမှာဖျားတစောင်းကြောင်းကန်တိတ်နေအကုန်လုံးလားမကဘူးဒီဘုံကျဲဖြက်စီးနေတဲ့ပုံကူတယောက်ဖြစ်တယ်။အပြည်သူတွေကိုအဆုလိုက်ပြုံးလိုက်တက်ဖြတ်တာပြည်သူတွေရဲ့အတိုက်မြုံတွေကို ဖြက်စီးတာဟာရဲရဲဆက်ဆက်ကိုကန်းကွန်အောင်လုပ်နေတဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်။နောက်တစ်ဖက်မှာလည်းအဲ့ဒီလိုလှုပ်ဖို့ပေးတဲ့လက်နက်တွေကလည်းရုရှားရဲ့လက်နက်တွေညွန်မှန်တယ်ပါနေတာကိုကျွန်တော်တွေ့ရတယ်မှန်တယ်ဆိုတော့ဒီအနေနဲ့ပတ်သက်ပြီးလဲတုံးတယ်အဲ့မှအဲ့ဒါအချက်ကရေးကြည့်တယ်ကျွန်တော်ချင်းကခုနကတို့ကတို့အဲ့မှ MOU ဆက်ကူပဲထိုးထိုးဟလာနျူကလ িয়ার ဆက်ဦးမယ်ဆောက်ဆောက်အိမ်မထဲမှာပေါ့နော်ဆိုတော့ဒါပေမဲ့တကယ်တကယ်လက်တွေ့ပြန်ကြည့်မယ်ဆိုရင်တော့အာနာမသိငင်တွေကအာနာသိမဲ့ကိစ္စကိုကြိုပြီးတည်တာရုရှားလို့ပြောလို့ရတယ် အာနာမသိငယ်နေရရုရှားကာဝေးဝင်ကြီးမြန်မာနိုင်ငံကိုလာခဲ့တယ်အာနာသိမ့်ဖို့နှစ်ပတ်လို့ပါဟုတ်လားဆိုတော့အာနာသိမ့်ပြီးနောက်ပါမြန်မာစစ်ကောင်စီကနေပထမဆုံးကျင်းပတယ်တော်လိုင်းရင်နေ့တမတော်နေ့မှာလဲဟုတ်လားရုရှားနေပြီးတော့အထုကုဆိုလဲလွတ်တယ်ဒူကာဝေးဝင်ကြီးကိုလည်းလာခဲ့တယ်ပေါ့နော်ဒါတရားကြည့်မယ်ဆိုရင်ဒီကုလောက်တာကိုစစ်အာနာသိမ့်တာကိုရုရှားကအပြည့်အဝထောက်ခံတယ်ဆိုတာပြခဲ့တာဖြစ်ပါတယ်အဲ့တော့ပြန်သွားမယ်ဆိုရင်တော့2021 22ကာလတည်းမှာ report တွေရဆိုရင်သူတေသနာတွေ စီစီခံစားရရဆိုရင်တော့ရုရှားစီကဝယ်ခဲ့တဲ့လက်နက်တံမိုးကအတိအကျထက်များတယ်တစ်နှစ်ကိုဒေါ်လာတန်း280ဝန်းကျင်လောက်ရှိတယ်လို့ကျွန်တော်တို့အစည်းအဝေးကသိရတယ်။ဆိုတော့ခုနကျွန်တော်တို့ပြောနေတဲ့ MIG 29ဆိုတဲ့ဟလာဘုံကျဲလေးနေရှိတယ်။ဒီနေ့ဟလာခုနကကြော်ခါပြောထားတဲ့ရွာတွေ၊ကျောင်းတွေ၊မြို့တွေ၊ဆေးရုံတွေဟလာ civilian target လို့ခေါ်တဲ့အရသား target တွေပြစ်မှတ်တွေကိုပြစ်နေတာလေ။အဲတရုတ်တွေနေအပါအဝင်ရုရှားလေးနေလည်းပါတာကျွန်တော်တို့တွေ့ရတယ်။